ဒုက္ခသစ္စာကျမရေးအမခံဆိုတာကဘာတွေကိုဖြည့်ဆည်းပေးလဲဘလို့အရာတွေကိုသူတို့ဖြည့်ဆည်းပေးလဲဆိုတာကိုသင်သိပါသလားတို့အနေနဲ့ UNHCR ကကန်ဆောင်ထားသူတို့မဟုတ် UNHCR စာရွက်ကန်ဆောင်ထားခြင်းအဖြစ်လဲတင်နေတဲ့ဒီဒုက္ခတဲ့ဆိုင်ရာကျန်းမာရေးအမခံကိုဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအရာအပြင်မှာတင်ကအသက်16နှစ်ကနေအသက်60အတွင်းလဲဖြစ်ရမှာဖြစ်တဲ့ ဒုက္ခသည်ဆိုင်ရာကျန်းမာရေး policy ကဘာတွေကိုဖြည့်ဆည်းပေးလဲဘလို့အရာတွေကိုလှုပ်ဆောင်ပေးလဲဆိုတော့ဥပမာ car accident တော့လကောက်တစုံတစ်ခုကြောင့်မတော်တဆမှုတစ်ခုကြောင့်တင်းအနေနဲ့ဆေးရုံတက်ရမယ်ဆိုရင်ကျန်းမာရေးတစ်ခုတစ်ခုကြောင့်ဆေးရုံတက်ရမယ်ဆိုရင်တော့လကောက် ဒီအရာတွေအတွက်ကုန်ကြမဲ့စရိတ်တွေကိုအာဒီဒုက္ခသည်ဆန်ရကျန်းမာရေး policy company ကနေပြီးတော့ဖြည့်ဆည်းပေးပြီးအာလုပ်ပေးသွားမှာဖြစ်ပါတယ်ဒီလိုလုပ်တဲ့နေရာမှာဇင်းတို့တက်ရောက်မဲ့ဆေးရုံစည်းကမ်းကအစိုးရဆေးရုံဖြစ်မလေးရှားနိုင်ငံကဖွင့်လှစ်တာမလေးရှားနိုင်ငံအစိုးရကဖွင့်လှစ်ထားတဲ့အစိုးရဆေးရုံဖြစ်ရပါမယ်ဒီလိုမျိုးကျန်းမာရေးအတအမခံကိုကျန်းမာရေးအမခံကိုဝယ်ပြီးသွားတဲ့အခါမျိုးမှာဒီ company ဘက်ကနေဘာတွေကိုဖြည့်ဆည်းပေးမလဲဆိုတော့ဒီအနေနဲ့ရုတ်တရက်ရေးပေါ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ဆေးရုံတွေ တက်ရတဲ့အခါမျိုးမှာမလင်းဝေတစ်နှစ်ကို1000ထိအာ ring grade 1000ထိဖြည့်ဆည်းပေးသွားမှာ cover လုပ်ပေးသွားမှာဖြစ်ပါတယ်။အသည့်အနေနဲ့ဒီကျန်းမာရေးဝယ်ပေးတဲ့နောက်ပိုင်းမှာမတန်မဆွမ်းဖြစ်သွားရလို့ရှိရင်မတန်မဆွမ်းအခြေအနေတစ်ခုခုကြောင့်မတန်မဆွမ်းဖြစ်သွားတဲ့အနေအထားမျိုးတွေဖြစ်ခဲ့လို့ရှိရင်လည်းအဲ့လိုမျိုးမတန်မဆွမ်းဖြစ်သွားတဲ့အခါမျိုးမှာ ring grade 1000ပေးမှာဖြစ်ပါတယ်။ နောက်ပြီးတော့ဒီနှစ်ခုအပြင်မဟုတ်ပဲနဲ့တခြားကျက်မရဲ့ချင်းတွေကြောင့်ဆေးရုံတက်ရတယ်ဆိုလို့ရှိရင်လည်းဒီတင်အကျက်မရဲ့တက်အမခံဝယ်ထားခြင်းအဖြစ်ဒီကုမ္ပဏီကနေပြီးတော့ပစံကျက်မရဲ့နဲ့ပတ်သက်တဲ့ပစံ2000ကိုအာဆေးရုံစည်းရိမ်တွေကိုပေးချေပေးသွားမှာဖြစ်ပါတယ်ဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်အထူးချုပ်ပြောရရင်တော့ကျက်မရဲ့တက်အမခံဝယ်ထားခြင်းအဖြစ်တင်အနေနဲ့ဆေးရုံတက်တဲ့အခါမျိုးမှာကုန်ကြမဲ့ငွေကြေးအမြောက်များကိုဒပရိတ်တဲ့ ဟိုပေးလိုက်ခြင်းအဖြစ်ကုန်သွားတာမျိုးမဟုတ်ပဲနဲ့ ဒီကိုကဝယ်ထားတဲ့အဖြစ်ကုမ္ပဏီကနေပြီးတော့ကိုယ့်ရဲ့ဆေးရုံစည်းကုန်ကြမဲ့ကုန်ကြငွေတွေကိုသူတို့ကနေပြီးတော့ပေးပေးသွားမှာဖြစ်ပါတယ်ပေးဆောင်သွားမှာဖြစ်ပါတယ်မျိုးကျမရဲ့အတမခံမဝယ်ထားတဲ့အခါမျိုးမှာကိုဆေးရုံစည်းကန်တက်ဖို့အခြေအနေမျိုးနဲ့ကြုံလာလို့ရှိရင်ပေးရမယ့်ဆေးရုံစည်းတွေကအရမ်းများတယ်မဟုတ်လားအဲ့အတွက်ကြောင့်တင်ရောတင်မိသားစုအတွက်ကောကာကွယ်ဖို့ရတဲ့အတွက်ကျမရဲ့ဒုက္ခသည်ဆိုင်ရာကျမရဲ့အမအတအမခံကျမရဲ့အမခံကိုဝယ်ဖို့အတွက်ကို အာကျမကတော့တိုက်တွန်းပါတယ်ဒီလိုမျိုးဝယ်ခြင်းအပြင်တင်းနဲ့တင်းချေရတဲ့မိသားစုဝင်တွေကျမရဲ့ခြင်းနေကြုံလာတဲ့အခါမျိုးမှာကာကွယ်လို့ရအောင်ငွေချေးကုန်ကြတတ်တာဆိုတာနဲ့အကူတားလို့ရအောင်ဒီလိုမျိုးဝယ်ဝယ်ခြင်းအပြင်ကာကွယ်နိုင်ပါတယ်